Is is this? this is the U.S. Air Force E-4B Nightwatch, better known as the Doomsday Plane. It's built specifically to transport in case of a nuclear crisis. Although it's based on a Boeing 747, which normally needs a long runway, this aircraft can take off from much shorter runways if needed. What's crazy about this? အားလုံးပဲမင်္ဂလာပါ Mintin Channel မှာကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Israel Iran စစ်ပွဲတွေကို American ပါဝင်ဖို့လက်ထကန်အလို့ကိုရောက်လာပြီလားဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ် Israel နဲ့ Iran စစ်ဖြစ်လာတာကအခုဆိုရင်6ရက်မြောက်ကိုရောက်လာပြီဖြစ်ပါတယ်7ရက်တောက်ကြာနေတုန်းက Israel ကနေပြီးတော့စတင်ခဲ့တဲ့ Israel Iran စစ်ပွဲကအခုဆိုရင်အချိန်ဟုန်မြင့်တက်ပြီးတော့နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေကပုံမိုးဆိုးရွားလာခဲ့ပါတယ် စစ်ပွဲစတင်ရတဲ့အကြောင်းရင်းကတော့အစ္စရေးကိုအပုံချေပြစ်မယ်ဆိုတဲ့အီရန်ရဲ့ဆင်ဆက်မပြတ်ကြုံးဝါလာတဲ့ချင်းချောက်မှုတွေကြောင့်အစ္စရေးကစတင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံတွေကအစ္စရေးရဲ့မော့ဆက်ထောက်လှမ်းရေးတွေတင်ပြချက်အရအီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့အလွန်ကိုနီးကပ်လာပြီးဖြစ်ပါတယ်။ယူရေနီယံတန့်စင်မှုတွေက60ရာခိုင်နှုန်းအထက်ကိုအောင်မြင်နေရတဲ့အခြေအနေကြောင့်အီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့နီးကပ်လာပြီးဖြစ်တဲ့အခြေအနေကိုအစ္စရေးက ဟန်တာဖို့ရည်ရွယ်ပြီးတော့စစ်ပွဲကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အီရန်နဲ့အစ္စရေးကတမိုင်းကြောင်းရရောလက်ရှိနိုင်ငံရေးအခင်းကျင်းရရောလုံးဝကိုတစ်ဖက်နဲ့တစ်ဖက်ပြန်လည်တင်းမာမှုကြီးမားနေတဲ့နိုင်ငံနှစ်နိုင်ငံဖြစ်ပါတယ်။ဒီလိုအခြေအနေမှာအီရန်ကသာနျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားခဲ့မယ်ဆိုရင်အစ္စရေးကိုကမ္ဘာမြေပေါ်ကနေပြီးတော့ဖယ်ရှားပစ်မယ်ဆိုတဲ့သူ့ရဲ့ကြုံးဝါမှုတိုင်းတိုက်ခိုက်ချေမုန်းသွားမှာကိုအစ္စရေးကစိုးရိမ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းဒီနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့လက်ကမ်းအလိုမာတဲ့ အစ္စရေးကစစ်ပွဲကိုဖန်တီးပြီးတော့အနိုင်နဲ့ပိုင်းလိုက်ခြင်းနဲ့ရည်ရွယ်ချက်ရှိနေခဲ့တာဖြစ်ပါတယ်။အဲ့တော့စစ်ပွဲရဲ့တတိယမြောက်လေးမှာအစ္စရေးခေါင်းဆောင်နေတန်ယာဟုကအီရန်ကအစ္စရေးနိုင်ငံကိုဒုံးကျည်တွေနဲ့ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်အီရန်ရဲ့မြို့တော်တီဟီရန်ကိုမီးလောင်တိုက်သွင်းလိုက်မယ်လို့ပြောခဲ့ပါတယ်။စစ်ပွဲရဲ့စတုဒါနေမှာတော့အမေရိကန်သမ္မတထရန့်ကအီရန်အနေနဲ့ချင်းချင်းမရှိလက်နက်ချလိုက်ပါလို့ပြောကြားခဲ့ပါတယ်။ခုလိုမျိုးအစ္စရေးရဲ့ခေါင်းဆောင်နဲ့အမေရိကန်သမ္မတတို့ကအီရန်ကို လက်နက်ချအညံ့ခံလိုက်ဖို့ PR တွေပေးနေခဲ့တာဖြစ်ပါတယ်ဒီလိုအခြေအနေမှာအီရန်ရဲ့ Deepti ခေါင်းဆောင်ဖြစ်တဲ့အရာတူလာခါမီနီရဲ့နောက်ဆုံးစကားကတော့စစ်ပွဲစပြီလို့ပြောကြားလိုက်ပြီးတော့ရာစုနှစ်ချီပြီးကဘာကြီးကိုအမှတ်ရနေစေမယ့်အံ့အားတင့်စရာအကြီးကြီးလာလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်စစ်ပွဲရဲ့6ရက်မြောက်နေ့ဒီနေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်ကဘာကြီးကိုအမှတ်ရနေစေမယ့်အံ့အားတင့်စရာအရာကြီးလာမယ်ဆိုတာကအမေရိကန်က နာဂါစကီနဲ့ဟီရိုရှိမားမြို့တွေကိုနျူကလ িয়ার ဘုံကျဲခဲ့တာလို့မျိုးဒါစုနှစ်တစ်ခုကြောင်လူတွေမှတ်ရနေတဲ့ကိစ္စမျိုးကိုဒီလိုကိစ္စမျိုးကိုများရည်ညွှန်းတာလားလို့စဉ်းစားကြရဖြစ်လာပါတယ်။ဒီနေ့၁၈ရက်နေ့ UN TV က18စက္ကန့်ကြာနျူကလ িয়ার ဘုံကိုလက်ဖြင့်လူလာခောက်ပြန်ပတ်သက်နေတဲ့တရင်ကိုပြတ်တပြီးတော့ကဘာသူကဘာသားများအားရာစုများစွာအမှန်ရစီမည်ဟုထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီ18စက္ကန့်ကြာ ဗီဒီယိုထဲမှာအာရဗဘာသာနဲ့ရေးထားတဲ့စကားလုံးမှာမေးပြီးဆိုပြီးတော့ပါပါတယ်ဆိုလိုတာကတော့အီရန်ကနျူကလ িয়ার စစ်ပွဲအတွင်ပြောင်းဖို့အတွက်အစဉ်သင့်ဖြစ်နေပြီဆိုတဲ့သဘောမျိုးကဘာကိုသတိပေးလိုက်တာဖြစ်ပါတယ်အီရန်ကနျူကလ িয়ার ဘုံရှိတယ်မရှိဘူးဆိုတာကိုဘယ်သူမှလည်းတိကျပြောလို့မရပါဘူးစောင့်ကြည့်ရမယ့်အခြေအနေသာဖြစ်ပါတယ်အီရန်ကကိုယ်တိုင်ဒီနျူကလ িয়ার ဘုံကို ထုတ်လုပ်နိုင်ခြင်းမရှိသေးဘူးဆိုတော့လေအီရန်ကမြောက်ကိုရီးယား ရုရှားတို့နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာပါဆိုတော့ဒီလိုအခြေအနေမှာတုံ့ပြန်နိုင်ဖို့အတွက်ကြိုတင်ပြီးတော့များရုရှားစီကနေပြီးတော့နျူကလ িয়ার ထိပ်ဖူးတွေရထားသလားဆိုတာစဉ်းစားရမယ့်အခြေအနေကိုရောက်လာပါပြီနောက်ထပ်စဉ်းစားရတဲ့ချက်ကတော့စစ်ပွဲဖြစ်ပြီး၃ရက်မြောက်နေ့ဂျွန်လ15ရက်နေ့မှာတရုတ်နိုင်ငံရဲ့ကာကိုလေရင်ကြီးကအီရန်နိုင်ငံကိုဆင်းသက်ခဲ့ပါတယ်အခုလိုစစ်ပွဲဖြစ်နေတဲ့ကာလမှာနိုင်ငံတကာလေရင်တွေကအီရန်ကိုမဆင်းသက်တော့တဲ့အချိန်မှာ ီတရုတ်ရဲ့ကာကိုလေယာဉ်ကြီးဆင်းသက်တာကလည်းစဉ်းစားစရာဖြစ်စေပါတယ်။တရုတ်စီကနေပြီးတော့များနျူကလ িয়ার ထိပ်ဖူးတွေဒုံးကျည်တွေရထားသလားတခြားလက်နက်စံပြားတွေများရှိထားသလားဆိုတော့ချက်ကိုထက်သွင်းစဉ်းစားရမယ့်အခြေအနေဖြစ်ပါတယ်။အီရန်ရဲ့ခေါင်းဆောင်ခါမေနီက၈ရက်နေ့မှာကဘာကြီးကိုချင်းချောက်တဲ့စကားမျိုးပြောလိုက်တဲ့အချိန်မှာဒီချက်ကိုပါပြန်ပြီးတော့ထက်တွေ့ရမယ့်အခြေအနေမျိုးဖြစ်လာပါပြီ။ပြီးတော့တရုတ်ရဲ့ ဒီလေရင်ကြီးကတာမန်စစ်လက်နက်တွေထောက်ပံ့တာလားတခြားယူယူပုံစီတွေထောက်ပံ့တာလားဒါမှမဟုတ်လက်နက်အစံပြားတွေဒါမှမဟုတ်နျူကလ িয়ার လက်နက်တွေနျူကလ িয়ার ဒုံးကျည်ထိပ်ဖူးတွေများတင်ဆောင်လာခဲ့သလားဆိုတာကိုတော့နိုင်ငံတကာမှာမိကွန်ထုတ်နေကြတယ်သိကျင်နေကြတဲ့အကြောင်းအရာတစ်ခုဖြစ်နေပါတယ်နောက်ထပ်အမေရိကန်မှာလည်းကောလာဟာလာယူနေတူအရင်ကလွန်ရေးကြီးတဲ့အခြေအနေတွေမှာသာအသုံးပြုခဲ့ဘူးတဲ့ E4B Nightwatch Flying Pentagon ဆိုတဲ့လေယာဉ်ကြီးကိုလည်း ုံးပြူရတော့မဲ့အချိန်ရောက်နေပြီဆိုပြီးတော့သတင်းတွေထွက်နေပါတယ်ဒီ E4B Night West ဆိုတဲ့လေယာဉ်ကြီးကမြေပြင်ကနေပြီးတော့တုံ့ပြန်မှုတွေထိ ंछ ုပ်ကုတ်ကဲမှုတွေကိုမလုံနိုင်တော့တဲ့ခါကျရင်သမရနဲ့အမေရိကန်ရဲ့နိုင်ငံထိပ်ပိုင်အကြီးကဲတွေကာကွယ်ရေးဝန်ကြီးတွေကာကွယ်ရေးဦးစီးချုပ်တွေအနေနဲ့ဒီလေယာဉ်ပေါ်ကိုတက်ပြီးတော့ဝေဟင်ကနေပြီးတော့ဆက်ပြီးတော့စစ်ပွဲကိုထိ ंछ ုပ်ကုတ်ကဲနိုင်ဖို့အတွက်တိစောက်ထားတဲ့လေယာဉ်ကြီးဖြစ်ပါတယ်ဒီလေယာဉ်ကြီးကိုအသုံးပြုခဲ့တဲ့အကြိမ်ရှိပေမဲ့လို့အင်မတန်နဲပါတယ်အရေးပေါ်အခြေအနေတွေမှာက စိုးရိမ်ရတဲ့အခြေအနေမှသာတုံးခဲ့တာပါထက်ထဝင်စစ်ပွဲတွေမှာအုံပြုခဲ့ကြတော့မရှိသေးပါဘူး9/11ဖြစ်စဉ်မှာဒီ White House ကိုတိုက်ခိုက်မယ်ဆိုတဲ့တန်တရားကြောင့်တုံးခဲ့တာမျိုးတွေတော့ရှိပါတယ်ဒီလေရင်ကြီးကအမေရိကန်ရဲ့ Pentagon စစ်ဌာနချုပ်နဲ့အင်ဂျူရော White House တို့ကနေပြီးတော့လိုအပ်တဲ့စစ်စင်ရေးကြီးကြပ်ကွက်ကဲမှုတွေထိန်းချုပ်မှုတွေအမိန့်တွေမပေးနိုင်တော့တဲ့အခြေအနေမျိုးမှာဥပမာ နျူကလ িয়ার စစ်ပွဲဖြစ်လာတဲ့အခါတွေမှာမြေပြင်မှာလုံးဝထိခိုက်ဆုံးရှုံးပျက်စီးသွားပြီးတော့မလုံနိုင်တော့တဲ့အခြေအနေမျိုးတွေဖြစ်လာတော့မယ်ဆိုရင်အမေရိကန်ရဲ့သမ္မတနဲ့ဒီနိုင်ငံအကြီးအကဲတွေစီအူစီချုပ်တွေကာကွယ်ရေးဝန်ကြီးတွေကဒီလေရင်ပေါ်ကိုတက်ပြီးတော့15မိနစ်အတွင်းပြန်တန်းပြီးတော့ဒီလေရင်ပေါ်ကနေပြီးတော့ဆက်လက်ပြီးတော့စစ်ပွဲကိုထိန်းချုပ်တာတွေကုတ်ကဲတာတွေကြီးကြက်တာတွေအမိန့်ပေးတာတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့တည်ဆောက်ထားတဲ့လေရင်ကြီးဖြစ်ပါတယ်ဒီ Flying Pentagon လို့ခေါ်တဲ့ E4B Night Watch က Boeing လေယာဉ်ကိုအဆင့်မြင့်တင်ထားတဲ့လေယာဉ်မျိုးစားဖြစ်ပါတယ်။ Boeing လေယာဉ်ကိုအခြေခံထားပြီးတော့ဗောနော်ဒီလိုအခြေအနေတွေမှာအသုံးပြုလို့ရအောင် system တွေအကုန်လုံးကိုအဆင့်မြင့်အောင်ထည့်သွင်းတည်ဆောက်ထားတဲ့လေယာဉ်ကြီးဖြစ်ပါတယ်။ကဲလို့မြေပြင်မှာ nuclear စစ်ပွဲဖြစ်လာလို့လျှက်စစ်တွေဗောနော်ပြတ်တောက်သွားတဲ့အခြေအနေမျိုးမှာတော့မှဒီလေယာဉ်ကြီးကနေပြီးတော့ဒီ EMB resistant တွေထည့်သွင်းတိစောက်ထားတဲ့အတွက်ထိခိုက်မှုမရှိဘဲနဲ့ဆက်လက်ပြီးတော့ထိန်ချုပ်ကွက်ကဲနိုင်တဲ့အခြေအနေမျိုးတွေကိုရည်ရွယ်ထားတာမျိုးဖြစ်ပါတယ်ဒီ level ဖြစ်စဉ်ပြီးနောက်မှာလည်းဒီ Imperial White House ကိုလောက်ကြံမယ်ဆိုတော့ တည်င်းကြောင့်ဒီလေယာဉ်ကြီးကိုအသုံးပြုခဲ့ရတာမျိုးတော့ရှိပါတယ်။ဒါပေမဲ့အသုံးပြုခဲ့ရတဲ့အချိန်ကြီးအတွက်ကအရန်ကိုနှဲပါတယ်။အခုချိန်မှာလည်းဒီလေယာဉ်ကြီးကိုအသုံးပြုရတော့မယ်ဆိုပြီးတော့အမေရိကန်နိုင်ငံမှာတည်င်းတချို့တွေပေါ်ပြနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီလေယာဉ်ကြီးအကြောင်းကိုပြောရတယ်လေဆိုတော့ဒီလေယာဉ်ကြီးက Washington DC မှာအခုရုပ်တရက်ချထားလိုက်ပြီဆိုတဲ့တည်င်းတွေထွက်ပေါ်လာလို့ပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဒီ E4B Night Watch လို့မျိုး flying pentagon လေးရင်ကြီး၄စင်းခန့်ရှိတယ်ဒါပေမဲ့အဲ့၄စင်းကလေးကနေပြီးတော့တစည်းကိုတော့အမြဲတမ်း24/7 standby အခြေအနေမှာထားရှိတာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒီလေးရင်ကိုဘယ်ချိန်မှဆိုအဆင့်တင်းသုံးနိုင်အောင်လို့ American တို့ကထိမ့်သိမ်းထားတာဖြစ်တဲ့သို့တော့အခု Washington DC မှာရုပ်ရက်ချထားပြီဆိုတော့ဒီနေ့ထွက်ပေါ်လာတဲ့အခြေအနေမှာအမေရိကန်နေနဲ့ဒီ UN ရဲ့နျူကလ িয়ার စစ်ပွဲအတွင်ပြောင်းလာနိုင်တဲ့အခြေအနေကိုလက်ခံယုံကြည်ထားတဲ့ ပေါ်မျိုးဖြစ်နေတယ်နောက်ချက်ကတော့ SV အနေနဲ့လည်းဒီစစ်ပွဲကိုအမေရိကန်ကိုပါဝင်ဖို့အတွက်တောင်းဆိုတာတွေကပို့ပြီးတော့ညက်တက်လာပြီးဖြစ်တဲ့အခြေအနေမျိုးဖြစ်တယ်ဒါကြောင့်မလို့ SV Iran တို့ရဲ့စစ်ပွဲတွေကိုအမေရိကန်ပါဝင်လာတော့မလားဆိုတာကိုစောင့်ကြည့်ဖို့အတွက်အနီးကပ်ဆုံးအခြေအနေကိုရောက်လာပြီးဆိုတဲ့အကြောင်းကိုမိတ်ဆွေတို့ကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုမျိုးတည်ထားတဲ့အကြောင်းအရာတွေတည်ထားစရာတွေစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေဘူတုတရရစရာဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတော့ နိုဒီခေါလောင်းလေးနေပြီးနိုဒီအွန်ခဲ့ဖို့လည်းမေတ္တာရက်ခံကြပါတယ်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်မိတ်ဆွေတို့လည်းပေးခင်ကြပါစေ